မင်္ဂလာပါခင်ဗျာကျောက်တန်းရှာနေကလေးဆိုဆိုပါတယ်ကျောက်တန်းရှာနေဟာဆိုလို့ရှိရင်မြန်မာနိုင်ငံအထက်မှာဖြစ်ပေါ်နေတဲ့တည်င်းထူးတည်င်းဦးတွေကိုတင်ဆက်ပေးနေတာကြောင့်စောင်းမျှော်အပ်ပြီးနောက်ထပ်ကြဖို့အတွက်တောင်းဆိုပါရစေခင်ဗျာအာကျွန်တော်အဓိကပြောချင်တာလေးတွေရှိတယ်ဗျစစ်တီတွေရဲ့ခံစားချက်ပေါ့ဗျာနော်ခံစားချက်ဆိုတာကစစ်တီတွေကအခုဆိုလို့ရှိရင်တချို့စစ်တီတွေမတရားဖိနှိပ်ခံရတဲ့ပုံစံမျိုးဖြစ်လာတယ် စစ်သားကစစ်တပ်ကိုပြန်ပြီးတော့စိတ်နာရမလို့ဖြစ်နေတယ်အဲ့တော့စစ်တပ်ကြီးစိတ်နာဖို့ကြားလဲစစ်တပ်ဆိုတာတကယ် institution ကြီးအဲ့တော့စစ်တပ်ကြီးလည်းစိတ်နာလို့မရအောင်စစ်တပ်မှာမကောင်းရင်မကောင်းတဲ့သူကိုပြောရမှာဖြစ်တယ်အဲ့တော့အခုစစ်တပ်မှာမကောင်းတဲ့သူတွေမကောင်းတဲ့သူတွေကြောင့်စစ်သားတွေစိတ်ညစ်နေရတယ်နော်မကောင်းတဲ့သူတချို့ကြောင့်အဲ့ဒါကိုလည်းအထက်ရာရှိအစင်းစင်းကသိဖို့အရေးကိုလိုအပ်တယ်မင်္ဂလာပါကျေးဇူးကြီးမင်္ဂလာပါမင်္ဂလာပါနော် အောက်တိုဘာမွန်းနဲ့မင်္ဂလာပါဖိနေကြကြပြီဟာအေးပေါ့အဲ့ဒါလေးအားလုံးကျုပ်တို့ပြင်ရမှာပါစစ်တပ်က standard army ကြီးဖြစ်ဖို့လိုတယ်နော် standard army မဟုတ်ဘဲနဲ့တစုံတဦးတယောက်ရဲ့ကပိုက်ဆောင်နဲ့ရောက်နေတာလေးအိတ်ကတ်ထဲရောက်နေတာလေးနော်စစ်တပ်ကိုကိုကိုရဲ့အပိုင်ပစ္စည်းလိုသဘောထားနေတဲ့အားလုံးကိုကျုပ်တို့ပြင်ရမှာပါအဲ့ဒီတောက်ချိုးလိုကျွန်တော်တို့ပြင်ပေးရမှာပါအဲ့တော့ပရမဟုသုတ္တရဲ့ချက်နေနဲ့ 3လေးလေးတက်အားလုံးသိပါဘောနော် ARV တိုင်းမှာရှိတယ်အဲ့တော့ ARV တိုင်း3လေးလေးအမြောက်တက်ကိုဒီ AA ကအရတိုက်နေတဲ့အတိုင်းဒါရှိတယ်အရတိုက်နေတဲ့အခါမှာတက်ကလည်းအကောင်းဆုံးခုခံကာကွယ်နေပါလေအကောင်းဆုံးမှာကျွန်တော်တို့တယင်းနေတယင်းတက်မ66တယင်းနေအခုဒီကာကင်းကနေပြီးတော့နော်ကာကင်းကနေကာကွယ်ထားတဲ့အတွက်ကြောင့်3လေးလေးကိုတော့လုံးဝလုံးဝဒါတပုံးကကတ်မနိုင်သေးဘူးပေါ့ဒါမဲ့လည်း အကာကင်းနေမှာတိုက်ပွဲအပြင်းထန်နေပါလေ။အေးဘက်ကကြာတယ်လို့ဆိုတဲ့အခါကျတော့အဲတတော်တွေကကြာပါလေ။ထို့ဒီကသူတို့ကကြာတယ်လို့ကိုယ့်ဘက်မကြာဘူးလို့ကိုယ့်ဘက်ကလည်းထိခိုက်နာခြင်းမျိုးများရရှိတယ်။ကိုယ့်ဘက်လည်းပိတ်ဆက်မှုတွေကြီးပါလေ။အမ်ခလာ63ပါတရင်မှုတရပိတ်ဆက်ရတဲ့အထီကိုကျွန်တော်ကြာဆုံးတဲ့အထီကိုကျွန်တော်တို့ပိတ်ဆက်ရတဲ့ဒိုင်းနာလေးရှိတယ်။အဲ့တော့တတော်လေးတို့တိုက်ပွဲပြင်းထန်နေခဲ့တယ်နော်။ပြင်းထန်နေတဲ့အခါမှာစစ်တီတောင်းချင်ပါလေ။ နော်စစ်တီတဲ့စိတ်တက်ကတော့မိမိတက်မတော်နဲ့နော်ဒီသဘုံကိုကျူးကျော်နေတဲ့အဲဒီကျွန်တော်တို့ဒီအေးအေးသဘုံတွေနိုင်ငံယူစစ်သွေးကြအကြံဖက်သဘုံတွေကိုကောင်းကောင်းပြန်နှိမ်နေနိုင်တယ်။သို့ပါတော့လည်းပဲစစ်တက်ကစစ်သားတွေကိုပေါ်မှာမကြည့်တဲ့အချက်ကပါလဲဆိုလို့ရှိရင်ကိုရှင်သူတိုက်လို့ဒဏ်ရာရတယ်။ဘိုက်မဒဏ်ရာရသူရှိကျောမဒဏ်ရာရရှိဒရော့ဘုံထီလို့ဒဏ်ရာရသူရှိလက်ချွတ်လမ်းမလျှောက်နိုင်တာရှိတယ်နော်။အဲ့လောက်နာကျင်နေတဲ့ဒဏ်ရာရစစ်တီတွေအားလုံးကို လုံထုံးလုံနီးရဆိုလို့ရှိရင်ပသိမ်မှာရှိတဲ့မဆာဖလေးအဲ့ဒီကိုကျွန်တော်တို့ဒီဒံရစစ်တီတွေကိုပို့ပြီးတော့စေကူတာမှုခံယူစရာမှဖြစ်တယ်လို့အနာပေးရမှာဖြစ်တယ်။ဒါပေမဲ့ဒီပေါ့နော် ARD ဒုတိုင်းမှုကတဲ့နော်လုံးဝပေးမနာပါဘူးတဲ့နော်ဒံရရစစ်တီတွေအားလုံးကိုစေစေကိုစေုံမှာစေမကူပေးပဲနဲ့ဘယ်နေရာမှာထားလဲဆိုရှင်ကာကင်းမှာတော့မထားတော့ကာကင်းမှာရွေးချွန်တိုက်ခဲ့ပြီးသွားပြီးတော့တာဝန်ထဲကြေလာတယ်ကြေလာတဲ့စစ်တီတွေကို တုံးလေးလေးဒီဌာနချုပ်ပေါ့ဌာနချုပ်ဒီတက်ရင်းမှာအလုံးကိုခံစစ်ပြင်ခိုင်းတာလေဟောဆိုလိုချင်တာကဗျာသူ့ရဲ့လှုံထုံးလုံနေရဆိုလို့ရှိရင်ဒဏ်ရစစ်တီအနေနဲ့ကျွန်တော်တို့ဆေးုံမှာဆေးကုသမှုခံယူရမယ်မဟုတ်ဘူးလားအဲ့တော့ကိုယ်စစ်သားတွေရဲ့အခွင့်အရေးဒါနံပါတ်၁ချက်စစ်တီတွေရဲ့ရပိုင်ခွင့်အခွင့်အရေးဖြစ်ပါပြီနံပါတ်၂ချက်အနေနဲ့ကလှုံထုံးလုံနေကျင်းနှံပါလှုံထုံးလုံနေရဆိုလို့ရှိရင်စစ်တီတွေအနေနဲ့ဒါဟိုဒဏ်ရရပြီဟဲ့ဆိုလို့ရှိရင် ဈေးုံမှာဈေးကူတာဝင်ရှိရမယ်အဲ့တော့ဈေးကူတာဝင်လည်းမပေးဘူးပြန်နာဝင်လည်းမပေးဘူးသူကမင်းတို့တွေခံစစ်ပြင်ထားဆိုတဲ့ခါကျတော့မိုးကလည်းရွာနော်ကြိုက်ခဲတန်းရာဒီဒရုန်းထိတာတဲ့တန်းရာတွေကြီးစံထိတာတဲ့တန်းရာတွေလက်နက်ကြီးထိတာတဲ့တန်းရာတွေနဲ့စစ်တီတွေဟာအော်အော်ညင်းညူနဲ့ညင်းညူနဲ့အဲကြေဘာမှမဆိုရှင်ဒုက္ခခံစားနေရတာအဲ့တော့သူတို့တွေမတော်ဘူးဒီဘယ်လိုဒီစစ်တီရဲ့အနေနဲ့ဘယ်လိုတောင်းခံနေရအောင်ပါလဲလို့ကျွန်တော်မေးချင်တယ်ပေါ့ဗျာနော် ဲ့တော့တော်တော်လေးကျွန်တော်တို့ဘက်ကအဲ့တော့ကျွန်တော်ပြောတော့ဗောနော်အစစ်တီတွေရဲ့အချက်ကိုပဲအရောက်ရင်စူးစမ်းပါလို့နော်အဲ့ဒါကလုတ်တင်လုတ်ထိုက်သွားဆိုတာစဉ်းစားပါနော်အဲ့တော့ဒီ ARV ဒီငတိုင်းငတိုင်းချောင်းဒီပေါ့ကျွန်တော်တို့မြောက်စမ်းနော်ကျွန်တော်ဒီငတိုင်းချောင်းဒီလေးမျက်နှာဒီတကြောမှာဒီအခုကျွန်တော်တို့သုံးလေးလေးအမြောက်တက်ပေါ့နော်အမြောက်တက်နဲ့ အဲ့ဒီကြောနဲ့ပတ်သက်လာလို့ရှိရင်စက်တက်ရဲ့ဂိုင်တွေပုံတွေကအချိန်လုံးတစ်ချိန်လုံးအတန်ထွက်နေရနော်အချိန်လုံးအတန်ထွက်နေရကျွန်တော်ချို့တချို့ချင်းရလေးတွေကကျွန်တော်ကမပြောချင်တာပဲရှိတယ်နော်မပြောချင်တာပဲရှိတယ်ဒါပေမဲ့လည်းကျွန်တော်တို့မပြောရင်လည်းမပြောဘူးပြပြောရင်ကျွန်တော်တို့လည်းမပြောပါဘူးနော်မပြောရင်လုံးဝကျွန်တော်မပြောပဲထားရင်ထားလိုက်မယ်အဲ့တော့အဲ့တော့ကျွန်တော်တို့ဒီစစ်တီတွေကို အမြန်ဆုံးနည်းနဲ့စေးုံပို့ပေးပါတို့ဒဏ်ရာရထားတာပါ နော်သူတို့ရဲ့အခွင့်အရေးကဒီလိုရှိတယ်နော်အနောက်တစ်ခုအနေနဲ့ကဒီဒုတိုင်းမှုရဲ့ဆောင်ရွက်ချက်တွေဆောင်ရွက်ချက်တွေအားလုံးကအောက်ခြေမှာတော်တော်လေးစိတ်ပြတ်နေရတယ်ရှိတယ်တချို့ဆိုရင်ဒီဒုတိုင်းမှုကိုမကျေနပ်တဲ့အတွက်ကြောင့်မို့လို့ဘုမေလင်းပြောရင်မကြံစီတင်တာကြောင့်မကြံစီမဲ့ပုံစံမျိုးတွေရှိလာတယ်။အဲတချို့ပြည်သူစစ်တွေကလုံးဝသူတို့အာဘယ်ခေါ်မလဲဆိုတော့သူတို့ဌာနေမဲ့သူတို့ပြန်မဲ့တွေပါဖြစ်လာတယ်နော်။အဲတချို့တွေကဒီလောက်တောင်ဖြစ်လာတာ ဆိုတော့ဒီပေါ့နော်ဟိုစစ်တပ်ပေါ့တစ္ဆာဆောင်တည်တယ်မတူအထူးအောင်กว่าဆိုတဲ့ပုံစံမျိုးတွေထိခံစားရတဲ့ခံစားချက်တွေတည်းရှိနေတယ်။အဲဒီလိုခံစားချက်မျိုးတွေရှိနေတယ်။အဲ့ဒါအဲ့ထဲကမှအခုလိုမျိုးမိမိစစ်တီရဲ့အခွင့်အရေးတွေကိုဆက်လက်ပိတ်ပင်ထားတာတွေအဲ့တော့ကျွန်တော်တို့ဒီလိုမျိုးပြောဆိုရတဲ့အတွက်ကြောင့်မလို့တိုင်းမှုကတော့ရောက်လာတယ်လို့ကြားသိရတာပေါ့နော်။ဘာကြောင့်လဲရောက်လာတယ်မသိပါဘူး။တိုက်ဆိုင်မှုပါနော်။တိုက်ဆိုင်မှုအနေနဲ့ရောက်လာတယ်။ရောက်လာတော့ညာလည်းပဲဘာဆိုဘာမှမထူးပါဘူး။ သူလည်းသူကိုယ်တိုင်ပဲလဲပလင်းတူဘူးဆိုပဲလားမသိပါဘူးသူကိုယ်တိုင်အမုန်းခံမှာဆိုတဲ့အတွက်ကြောင့်မို့လို့သူတိုင်မှုကိုလူမိုက်ငှားပြီးတော့အလူမိုက်ငှားပြီးတော့မင်းလှုပ်ချင်တာလှုပ်กว่าဆိုတဲ့ပုံစံမျိုးတွေလှုပ်ထားတဲ့ပုံစံမျိုးရှိတယ်ပေါ့နော်အဲ့တော့ဒီစစ်တီတွေအ мян စေးုံပို့ပေးဖို့လိုပါတယ်ကြိုက်ခဲနာကျင်နေကြပါတယ်စစ်မြေပြင်စစ်ကူတာမှုနဲ့ဘလို့မှမလွယ်ပါဘူးမိုးတွေကလည်းအခုချိန်မှာရမ်းကိုရွာနေပါတယ်နော်ဒဏ်ရာတွေနဲ့ချုပ်တယ်လမ်းမလျှောက်နိုင်ဘူး တချို့ဆိုရင်ဒဏ်ရာလေးနဲ့ညှဉ်းညူနေရပြီအဲ့တော့ဘယ်လိုလုပ်ကြမလဲခင်ဗျားတို့စစ်တပ်ကဒီလိုပဲလာဆိုတဲ့ပုံစံမျိုးပေါ့အဲ့တော့မိမိစစ်ထဲကစစ်တီတွေပေါ်အောင်မှပဲစီယုံနိုင်မှုဂရုမစိုက်နိုင်လို့ရှိရင်ခင်ဗျားတို့စစ်သားတစ်ကလည်းထတ်လို့ကျင်သေးတယ်ပြီးတော့အစစ်တပ်ကိုလည်းထောက်ခံမှုကလိုချင်တယ်စစ်တပ်ကြီးပေါ်လည်းယုံကြည်မှုကရှိသေးတယ်စစ်တပ်ပေါ်ယုံကြည်မှုရှိစေချင်ရင်အနိုင်ဆုံးစစ်တပ်ထဲမှာတော့စစ်သားတွေကိုကုစစ်သားတွေကိုလေးစားပြပါနော်ကုစစ်သားတွေပေါ်မှာ လေးစားပြမလေးစားပြဘူးဖြစ်ဆိုလို့ရှိရင်တော့အရာရာဟာနော်ဟိုကိုအတွက်ကိုစစ်တပ်အတွက်ကံမကောင်းဘူးဖြစ်လိမ့်မယ်နော်အဲ့တော့နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ဆက်ပြောရမယ်ဆိုရင်ဒီဒီကြောမှာကျွန်တော်ဒီငတိုင်းကြောင်ကျွန်တော်ဒီ3လေးလေးပေါ့3လေးလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အများအားပြောနေခဲ့ရနော်ပြီးခဲ့တစ်ခေါက်ကဟိုအရင်ကလည်းဆိုလို့ရှိရင်လေရိတ်ခါတွေကအိမ်ကပြတ်မှားတယ် မာရရိတ်ခါကရောက်တဲ့ဟာပဲရောက်တယ်မရောက်တာတွေလည်းရှိတယ်အဲ့တော့ကိုစစ်တီတွေရဲ့စစ်တီတွေကိုလည်းနောက်တစ်ခုကခိုးရင်ကအခုတော့အခုတော့ဒီကိစ္စလာပြေးသွားခိုးရင်ခဲရန်မပြေးတာတွေနော်ရိတ်ထမင်းကိုနှစ်နှစ်ပေါင်းမှတစ်နှစ်စားရတာတွေနော်အဲဒါမျိုးတွေအထိခဲရန်နေမပြေးတဲ့ပုံစံမျိုးတွေအထိရှိလာတယ်အဲ့တော့အော်တော်တော်လေးအဲ့ဘက်ချမ်းမှာအခြေအနေဆိုရင်ခင်ဗျားတို့ခုခုလုံမှရမယ်နော်ခင်ဗျားတို့အဲ့ဒီဘက်ချမ်းမှာဒီတိုင်းမိုးနဲ့ဒီလိုကင်တွယ်မှုဒီပုံစံမျိုးနဲ့ဟေ့ဆိုလို့ရှိရင်တော့ မကောင်းပါဘူးလို့ပြောချင်တယ်နော်ဟုတ်ပြီနောက်ထပ်ကျွန်တော်တို့အဲသတင်းကောင်းလေးပေါ့သတင်းကောင်းနဲ့ဆက်သွားမှာနော်ရန်သူရန်သူဘက်ကရတဲ့သတင်းကမိုတီတောင်မှာရတယ်နော်မိုတီတောင်မှာအေအေအလုံးပေါင်း17ရက်အရှင်ဖမ်းမိပါတယ်အဲ့ထက်မှာခလေးတွေပါပါတယ်ခုအေအေကအေအေလက်တော်တော်ဒုက္ခရောက်နေပါပြီလူတော်မှမကြံတဲ့အခြေအနေမျိုးတွေရှိနေပြီအေအေလက်တော်တော်သေးပါလေသေးတဲ့ပြင်ကိုသူတို့မှာစစ် စစ်မျက်နှာတွေကမတရားဖွင့်လာတဲ့အခါကျတော့မလိုက်နိုင်တော့မလိုက်နိုင်တဲ့အခါကျတော့ခလေးတွေပါထုတ်သွင်းလာပြီအဲ့တော့ဒီနေ့မိတဲ့ဒီကျွန်တော်တို့အေးအေးတပုံတွေမှာဆိုလို့ရှိရင်ခလေးက၃ယောက်လောက်ပါအဲ့ခလေးတွေကကျွန်တော်လောက်လွဲလို့ပုံစံမျိုးနဲ့တရုတ်ထုတ်လက်ပြပုံတွေလောက်လွဲနဲ့ပြစ်တာလေနော်မင်းကလေးတွေလည်းပါတယ်မင်းကလေးက၄ယောက်ကျန်တာတွေကမျိုးသားတွေပေါ့ဗျာနော်ဘလို့မျိုးမင်းမင်းမဖြစ်ဘူးတဲ့ဗျာနော်လုံးဝအရန်ကိုခေါင်းမာပါတယ်တဲ့ဘလို့မှလည်းမေးလို့မဖြစ်ဘူး ဘယ်လောက်ထိလဲဆိုလို့ရှိရင်တို့တွေတည်တည်ဆန်ဆန်လဲမေးတယ် grid site လဲပို့ခေါ်မယ်ဆိုလို့ရှိရင်အဲကြည့်ရှုဆောင်လျှောက်ထားတယ်လို့ကြားသိရပါတယ်နော်အဲ့တော့ကြောင့်မို့လို့အဲစီးရီးသတင်းအနေနဲ့ကတော့တို့တို့သဘုံနေအနေနဲ့ကတော့အေးအေးသဘုံအနေနဲ့ကတော့တော်တော်လေးအင်အားနည်းနေပါပြီအင်အားချိနေနေပါပြီကျွန်တော်ကြည့်ရတော့ခလေးတွေပါထုတ်သုံးနေရတဲ့ပုံစံမျိုးတွေရှိလာပြီအခုစဉ်ဘလောက်ထိအေးအေးကအင်အားနည်းလဲမနည်းလဲဆိုရှင်သူတို့စီမှာအေးအေးထဲကိုမဝင်တဲ့အတွက်ကြောင့်မို့အခုချက်ခိုင်ပြီနေမှာသူအခုဆိုရင်ခင်ဗျားလည်းသိမှာပါနော် ရခိုင်ပြည်နယ်မှာစစ်မှုမထမ်းမနေရဆိုပြီးတော့စစ်သားတွေအတင်းအတင်းအကျပ်တပုံနဲ့ဆွဲထည့်နေပြီအပြီးလို့ရှိရင်အဲ့ဒီရောမြို့တွေရောရခိုင်ပြည်ကနေမစွန့်ခွာရဆိုတဲ့ပုံစံမျိုးတွေအထိလှုပ်လာတာကိုတွေ့ရတယ်နော်အဲ့ဒီတော့ကြမို့လို့ဒါအေးလည်းတော်တော်လေးခံစားနေရပါပြီဒုက္ခတွေတော့ကြီးနေပါပြီအဲကုံစည်းတုံးတွေလည်းမတရားကြီးနေတဲ့အတွက်ကြောင့်လို့ရခိုင်ပြည်နယ်ကိုပဲရခိုင်နေတဲ့ပင်ပြန်စွန့်ခွာနေကြပြီအခုအဲ့လိုဖြစ်ဖြစ်လာတဲ့ခါကျတော့ရခိုင်ပြည်နယ်အခုဆိုမြောက်ကိုရီးယားလိုဖြစ်နေပြီ အထဲမှာနေရောလဲငတ်တယ်နော်အေအေကလည်းအနိုင်ကျင့်ပြန်မူရေးစေးကလည်းပျော်ပေါ်မရိမှုကလည်းပေါ်ဇာတိဥရုကလည်းဆိုးစားနေရိတ်ခါလည်းရှားပါအေးအဲ့လိုအခြေအနေမျိုးတွေမှာအေအေတွေလည်းတော်တော်ဒုက္ခရောက်နေတာပါရခိုင်ပြည်နယ်လည်းတော်တော်ဒုက္ခရောက်နေတာပါအဲ့တော့ယူချင်အောင်ဟဲ့နိုင်တယ်ပေါ့နော်အဲနိုင်ငံယူတွေကိုကြောက်မင်းတို့ဒီရခိုင်တိုင်းသားတွေဒုက္ခရောက်ရတာပါဟုတ်ရန်ကုန်မြို့တို့ဘာလို့မှနေနေတဲ့ရခိုင်နေနေနဲ့လဲကျေးဇူးတော်တိတ်ဟိုကျေးဇူးတော်မကန်းစေခြင်းဘူးเนาะမင်းတို့ရခိုင်နေရလဲတော်တော်ဆိုးပါလေ ဲ့တော့ဒါကအဲမိုးထီတောင်မှာမိတဲ့အဲရခိုင်ဟင်စစ်သေးကြနိုင်ငံယူတပုံတွေပေါ့နော်အဲဟုတ်ပြီအဲ့တော့ကျွန်တော်ဒီနေ့သတင်းတစ်ခုပြောပြပါပြီနော်အဲတောင်ငူကိစ္စကျွန်တော်ပြောအောင်နော်တောင်ငူဘက်မှာဆိုလို့ရှိရင်တောင်ငူနဲ့9မိုင်ပေါ့တောင်ငူမြို့နဲ့9မိုင်ကြားမှာ KNUPDF ကတပ်ပင်တွေလှည့်လိုက်ပြီလှည့်ပြီးတော့ဘယ်ကားမှဘယ်ရိတ်ခါကားမှသွားလို့မရအောင်ဆိုပြီးတော့ရိတ်ခါဖြတ်ပြီးလမ်းကြောကိုဖြတ်လိုက်ဖြတ်ဖြတ်လိုက်ပြီဖြတ်လိုက်တဲ့ခါမှာ ဲ့ဒီတန်းနဲ့ဒီခေါင်းဆိုင်ခဏမိုင်စခန်းနဲ့လည်းတတော်နှီးပါလေတဲ့နော်ခလာရ39နဲ့လည်းတတော်နှီးပါလေဒီနှီးပေမဲ့ဒီစခန်းတွေကတွားရောက်ရှင်းလင်းတာမရှိတဲ့အပြင်ကိုတက်ထဲမှာပဲနေနေကြတယ်လို့ကျွန်တော်ကြားသိနေရတယ်အဲ့တော့ဘယ်သူရှင်းမင်းပါလဲပေါ့နော်ပြည်သူတွေကတောင်းဆိုနေပြီဒီသဘုံတွေကြောင့်စားနိုင်ခါရှားပါမှုတွေမလုံခြုံမှုတွေစစ်တပ်ကတက်ထဲမှာပဲနေပြီးတော့သဘုံကမြို့တွေရွာတွေမှာကျဆိုးမိုးနေတဲ့အတိုင်းဒါတွေရှိတယ် အကေစစ်တက်ကလမ်းပေါ်ရောက်လာပြီးခေစီတပုံကတော်တဲ့ပြန်ရောက်သွားပြန်ပြီအဲအဲ့ပုံစံမျိုးကြောင်နဲ့ကြွက်ကစားတဲ့ပုံစံမျိုးတွေအထိအခြေအနေမျိုးကဖြစ်နေတာကိုတွေ့ရတယ်ပြီးတော့အပြည်သူတွေအနေနဲ့ကတော့မေးလာပြီပေါ့နော်အစစ်တက်ကလည်းဒီလိုနေရာမျိုးတွေမှာလမ်းကျောကရှင်းလာမှာမရှင်းဘူးဆိုလို့ရှိရင်ရိတ်ခါကားတွေထောက်ဖို့ကားတွေစစ်တက်ကလည်းထွက်လာတာပဲထွက်တဲ့အခါမှာတပုံကချောင်းချောင်းပြီးပြတယ်အဲ့ဒီအချိန်ကြာလို့ရှိရင်တော့အာတက်ကဒုံကျော်ကြီးယူပေးရလို့ကြားသိရတယ်ပေါ့နော်အဲ့တော့ပါတော့လည်းပဲ ဒီပေါ့ဒီသဘုံတွေကို မရှင်းနိုင်သေးရတော့ကျွန်တော်တို့တက်ကထောက်ဖို့ကားတွေလည်းမြန်မ်းပေးဆက်နေရမှာပဲအနေနဲ့မရှင်းလင်းမဲ့နဲ့ထောက်ဖို့ကားတွေစစ်ကြောင်းတွေပေါ့နော်လွတ်နေတာဟာဆိုရှင်တော့ကိုစစ်တီကိုစစ်သားကိုပြန်ပြီးတော့တေလန်းပုံနေရမယ်မချာဘူးဆိုတဲ့ပုံစံမျိုးတွေဖြစ်တွေ့ရမှာပေါ့နော်အဲ့တော့ဒါကအာတောင်ငူနဲ့အဲခုနမိုင်ကြားက ဖြစ်ရကလေးပေါ့နော်ဟုတ်ပြီဒီဒီအခုဒီချက်မှာတော့မပြောချင်မှလည်းကျွန်တော်ပြောရမယ့်အချက်အရှိလာပြီ ကျွန်တော်ပြောပြသွားပြီပဲစစ်တပ်ကအချိုးပြင်ရမှာစစ်တပ်ကစစ်တပ်ကစစ်ဥပဒေတွေရမင်းတို့အိတ်ထဲထည့်ထားလို့ခင်ဗျားတို့အိတ်ထဲထည့်ထားလို့ရတဲ့အရာမဟုတ်ဘူးစစ်တပ်မှာ professional ဆန်ရမယ်မိမိရဲ့တက်တန်းကခုကပရိုခေါ်မလို့စစ်တပ်မှာယာလူရလို့ရှိရင်မထချင်ဘူးယာလူကိုကြိုက်သလားမမင်းနဲ့နော်ယာလူရပြီဟေ့ဆိုလို့ရှိရင်အာအဘအဘဆိုပြီးတော့နှိပ်ပေးမဲ့သူနင်းမဲ့သူကအကုန်လုံးရှိနေအဲ့တော့ယာလူရလို့ရှိရင်မထချင်တော့ဘူးမထချင်တော့ဘာတွေဖြစ်လဲဆိုတော့ အာနာရှင်နေအာနာရှင်နေအလကားပေါ်လာတာမဟုတ်ဘူးအဲမင်းတို့အဲ့ဒီခင်ဗျားတို့အဲ့ဒီရာဒူးတမထဖားအောက်ဖိတွေကိုလည်းကျွန်တော်တော်တော်လေးစိုးရိမ်နေနော်ခင်ဗျားတို့ကြောင့်လည်းဒီစစ်တပ်ပြစီတာဒီအဘတွေနော်ဒီဘိုလ်ချုပ်တွေဘာဖြစ်လို့ဒီလိုမျိုးပေါ့စိတ်ကြီးဝင်သွားလဲဆိုရှင်ခင်ဗျားတို့အောက်ခြေတွေကိုယ်တိုင်ကလည်းကိုတန်ဖို့ကိုနားမလဲကိုတန်ဖို့ကိုနားမလဲပဲနဲ့အထက်ကိုဖားမယ်အောက်ကိုဖိမယ်ဆိုတော့ အထပ်ဖားအောက်ဖိတွေပဲရှိတဲ့အတွက်ကြောင့်မို့လို့အထပ်ကိုရောက်လာပြီးဖြစ်ဆိုရှင်လည်းအဲမထကျွန်တော်ဇင်ခံလို့ကောင်းအောင်ခင်ဗျားတို့ကိုယ်တိုင်လုပ်ပေးနေတာအဲ့တော့နေရာရာလူရရဲ့မထကျင်တော့ဘူးမထကျင်တဲ့အတွက်ကြောင့်မို့လို့အဲသူတို့ကကြာလာတဲ့ခါကြပါလေဖြစ်ကုန်လားဖြစ်လာဟိုစစ်တပ်ကဝင်းချုပ်ကုန်စစ်တပ်ဝင်းချုပ်တဲ့ရာလူတွေကဖောင်းပွားပြီးတော့ဘာမှမလုံမရှုံမပြုတ်နေဖြစ်တယ်ကောင်းစားလို့မဝနိုင်တဲ့ပုံစံမျိုးတွေဖြစ်နေတယ် တော့ယာရုကြီးကြီးမားမားတွေကိုဝိုင်းကာကွယ်ပေးနေတဲ့ပုံစံမျိုးတွေထင်ရှိနေတယ်။အဲ့တော့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောရမှာကဖြစ်ရပြကျွန်တော်ကိုယ်တိုင်လည်းမပြောချင်ဘူး။တိုးပါတော့လည်းပဲကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့အကျိုးစီးပွားကတရားမျှတမှုပဲ။စစ်တပ်မှာပဲဖြစ်ဖြစ်ပြည်သူမှာပြည်သူကြားမှာဖြစ်တရားမျှတမှုမရှိရင်ကျွန်တော်မမျှတဘူးလို့ယူဆတဲ့ဘက်ကနေပြီးတော့ကျွန်တော်ဝင်ရောက်ပြောဆိုမှာဖြစ်တယ်ပေါ့နော်။ ။ဥပမာပြကျွန်တော်မြန်မာနိုင်ငံမှာဒါဒီတော်လန်ရေးပါဆိုလက်သုံးချောင်းတွေထောင်တဲ့ချိန်မှာလေသူမြောက်တက်တူးထိုးကဒုံတုံးပြကိုနဲ့မတန်မရဟလာဒီဟိုဒီမိုကရေစီတောင်းပြီးတော့ဒီမိုကရေစီဆိုပြီးတော့အာဏာရှင်ဆန်တဲ့အခါမှာမတရားမှုကိုကျွန်တော်မြင်တဲ့အခါမှာအကျွန်တော်အနေနဲ့ဒီပြည်သူအမိခံထားတဲ့လက်သုံးချောင်းတွေအဲဒီလူတကောင်အနိုင်ကျင့်နေသော အာနာရှင်အာနာယူဘလူးလေးတွေအားလုံးနဲ့မရက်တီပဲနဲ့ကျွန်တော်ဒီတတူးထိုးခံရသော ဒီလိုနဲ့ရက်တင်ရင်းနဲ့ကျွန်တော်ဒီကိုမောင်မောင်ရဲဆိုပြီး online ပေါ်မှာပြောဆိုနေခဲ့တာဖြစ်တယ်။ဒါမတရားမှုကိုမြင်လို့ပေါ့ဟာ။ထို့တူပဲစစ်တပ်မှလည်းဒီလိုပဲ။စစ်တပ်မှလည်းအခုမတရားမှုတွေစတွေ့လာရပြီ။အဲ့ဒီအမှုတစ်ခုကိုကျွန်တော်ပြောပါမယ်။နော်။အဲ့ဒီအမှုကိုခင်ဗျားတို့မစီမံမဆောင်ရဖို့လားကျွန်တော်နာမည်တွေပါကျွန်တော်ထုတ်ပြောရပါလိမ့်မယ်နော်။တက်နာမည်ကတော့မိုးညင်းမျိုးကနော်ခလာရ55ပေါ့ဗျာနော်။ခလာရ55အဲ့တော့ကျွန်တော် live တစ်ခုပြောမယ်ဟေ့ဆိုလို့ရှိရင်လည်း မတရားလုပ်ထားတဲ့သူတွေအနေနဲ့ရင်တထိတ်ထိတ်ပေါ့ဗျာနော်ရင်တထိတ်တွေပါခုတော့ပါလာပါပြီခုမတရားလုပ်ထားတဲ့ပုံစံမျိုးတွေတွေ့လာရပြီအဲ့တော့ခင်ဗျားတို့မိုးငင်းမျိုးခလာရ15ဖြစ်ချင်တိုင်းဖြစ်နေတဲ့သဘောဥကိစ္စကိုခင်ဗျားတို့ရှင်းမလားကျွန်တော်အနေနဲ့တော့အားလုံးတော်ပြည်သူတွေသိအောင်ကျွန်တော်အနေနဲ့ပြောရပါလိမ့်မယ်အဲ့တော့ခလာရ15မှာနော် အာခေါ်ပါဆိုရှင်ဌာနခွဲဘုံကြီးပေါ့တုံးခွင့်ပေါ့တုံးခွင့်ဘုံကြီးက ူနဲ့တပတ်စင်တယ်ဆိုတော့သူ့လိုပဲသုံးပွင့်နေပွဲပေါ့ဗျာနော်သုံးပွင့်နေဘူကြီးတူရဲ့ဇနီးမယားကိုနော်ဇနီးမယားကိုအဲအတူတူအရက်တူတူတောက်ပြီးတော့တဲ့နော်အရက်တူတူတောက်ပြီးတော့ရရှိဒီစာရိတ်တာထဲမှာပေါ့နော်တနည်းအားဖြင့်အဲမူးလိုပဲနော်အရက်တူတူအရက်မူးအောင်တိုက်ပြီးတော့ကျန်စီတယ်ပေါ့ဆိုလိုချင်တာကကျန်စီတာလားဒါကတော့ကျွန်တော်အခု စဉ်းစားဆုံးဖြတ်တနည်းအားအခုလောဆောလောလောဆယ်ယူဆလို့ရတာကတော့ရက်မူးအောင်တိုက်ပြီးတော့လိန်ဆက်ဆန်လိုက်တယ်ပေါ့ဗျာနော်အဲလိန်ဆက်ဆန်လိုက်တဲ့အခါမှာအဲဘသူကိုခေါ်ခိုင်းနေဆိုတဲ့ခါကျတော့တက်ကြက်ကြီးပေါ့တက်ကြက်ကြီးနာမည်ကျွန်တော်သိရနာမည်ကျွန်တော်မပြောသေးဘူးနော်အဲအဲ့ဒီဘောကောမစ်ဆိုရှင်လိန်ရက်မူးအောင်တိုက်ပြီးတော့ဟောရက်မူးအောင်တိုက်ပြီးတော့လောက်လိုက်တဲ့ဒီပူကြီးကိုလည်းနာမည်သိရကျွန်တော်မပြောသေးဘူးနော်ဘာကြောင့်လဲဆိုတော့ဆိုရှင်လှုပ်ရှင်တာလှုပ်ဆရာရှိတာလေးလှုပ်ပါစေဘောနော်ကျွန်တော်အများကြီးသိခံထားပါတယ် အဲ့တော့တက်ချက်ကြီးသွားပြီးခေါ်လာပြီးတယ်ခေါ်လာပြီးခါမှာရက်တူတူတောက်ကြတယ်တောက်ကြပြီးတော့စားရည်သားထဲမှာပဲအာကာမဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ကြံစီလိုက်တယ်ပေါ့ကာမကြံစီလိုက်တယ်ပေါ့ကာမယူလိုက်တယ်ပေါ့နော်ကာမရယူလိုက်တယ်ပေါ့အဲရယူလိုက်တဲ့အမှုကအဲ့မှာမပြီးသွားဘူးမပြီးသွားတော့ဒီအမျိုးသမီးကမကျေနပ်ဘူးမကျေနပ်တဲ့အခါမှာဒီတယင်းမှုရဲ့မိမကတွားညိတယ် အဲ့သူညှိမှာပြဿနာတက်အောင်တရင်မှုကအေးအေးပါကျွန်တော်ဘယ်မှာဖြစ်နော်ဟိုခင်ဗျားနိုင်ငံအကြီးအကဲတွေမှာလေကျွန်တော်တို့ဒီအရာရှိကြီးကအဲ့လောက်ဒီမဟုတ်ဘူးဗျအရာရှိကတော်ကြီးကတော်တော်ဆိုးတာသူတို့ကအုပ်ချုပ်နေတာသူတို့ကြောက်ရပုံစံမျိုးဖြစ်တရင်တရင်တရင်နိုင်မှာအဲ့လိုပဲသူတို့ကအာနာပါဝါပို့ပြတယ်အဲ့တော့အခုဒီဖြစ်ရက်ကဒီဖြစ်ရက်ကသူစမှာပဲကျွန်တော်တို့တက်တက်လုံးသိကုန်ပါသူကသွားပြီးတော့ညှိနိုင်တာဟုတ်ညီမလေးရဲ့မတိုင်ပါနဲ့ပေါ့ ပတ်စံငွေ330ပေးပါမယ်ဆိုတဲ့ပုံစံမျိုးသွားညှိတယ်။အဲညှိတဲ့အခါမှာတော့သူညှိတဲ့အချိန်မှာကြားသွားတဲ့ရဲမီတယောက်စီကနေပြီးတော့တရင်ကဆက်ပွားပါလေရောပွားတယ်ပွားတော့မှမျိုးသမီးရဲ့ယောက်ျားကတိပါတယ်။တိပွားတော့ဒေါသထွက်တာပေါ့ဗျာသူသူကိုကိုပေါ့ဗျာနော်။သူသူကိုသူ့မိန်းမထိတဲ့ခါကျတော့သူ့မိန်းမကိုဒါမျိုးကျန်စီလိုက်တယ်မနေလိုက်မင်းချင်းလိုက်တယ်ပေါ့ဗျာနော်ပြောရမယ်ဆိုလို့ရှိရင်တော့ဟလာဒါဒီတော့ပဲပြောရမှာပေါ့အလိုမတူဘူးဆိုတော့ဒါမနေချင်းတာပဲနော်အာမင်းချင်းလိုက်ဆိုတော့ယောက်ျားတယောက်ပဲဘယ်ခံနိုင်ရှိနေမလဲနော် တော်သေးတာပေါ့တနတ်တွေပါယူပြီးတော့နင်လားငါလားဆိုပြီးတော့ဟုတ်လားနင်လားငါလားသွားမပြတ်တက်လိုက်တာကံကောင်းတယ်သူဒါပေမဲ့လည်းဒီအရာရှိဒီဘူကြီးကသူလည်းဘူကြီးပဲဘူကြီးကအဲဥပဒေနဲ့ရှင်းပါမယ်ဥပဒေနဲ့ရှင်းပါမယ်ဆိုပြီးတော့အထက်ကိုတိုင်ပါလေရောနော်အဲတိုင်တဲ့အခါမှာလုံးဝမတိုင်ဘူးဆိုပြီးတော့တယင်းမှုနာမည်လည်းသိရတယင်းမှုကရောနာမည်လည်းသိရသူတို့နှစ်ယောက်ကနေပြီးတော့ဖျားပေးပါလေမတိုင်နဲ့ပေါ့နော်လုံးဝမတိုင်ပါနဲ့ တိုင်လို့ရှိရင်ဘာဖြစ်မှညာဖြစ်မှာပေါ့ဗျာเนาะအဲဒါလည်းမဟုတ်သေးဘူးเนาะနောက်ထပ်ဘသူတွေကပါထပ်ပြီးဖြစ်တက်ဆွယ်မှုလို့ခေါ်တာပေါ့ကျွန်တော်တို့ဒီအမြောက်တက်ကအမြောက်တက်ကဘုံဘူးကလည်းသူတို့ကိုခေါ်တွေ့ပြီးတော့မတိုင်မှုဆိုပြီးတော့ပြောပါတယ်တဲ့ဩမပြီးသေးဘူးဗျာအိုးဘုံမဥရဖာရနဲ့ဒုတိုင်မှုကိုယ်တိုင်ဆင်းလာအတိုင်မှုတွေကတော့ဘယ်တော့မှဆင်းမလာဘူးเนาะအေရီမားဒီလိုပဲတိုင်မှုတွေကဒုတိုင်မှုနဲ့လှုပ်လှော်ထားပြီးတော့အဲဒီလိုပဲဒီနာမခအခေါ်မစောအမ်မဘာခါမှာပေါ့ဗျာအဲသူတို့ကလည်း တို့တိုင်းမျိုးကဆင်းလာတယ်။ဆင်းလာပြီးတော့မတိုင်ဖို့ပေါ့နော်။ PRP ပြောဆိုတယ်ပေါ့နော်။အကဲတိုင်မယ်ဆိုလို့ရှိရင်ခုဆိုလို့ရှိရင်ဘယ်လိုစီစဉ်လိုက်လဲဆိုတော့ဟိုဘက်ကတော့ခွင့်မလုပ်ဘူးနော်။ဘိုလ်ကြီးကတော့ခွင့်မလုပ်ဘူး။သူမိမကိုဒါမျိုးမရင်းချင်းလိုက်တဲ့ဟာကိုမချင်းမရင်းချင်းလိုက်ခြင်းကိုလုံးဝခွင့်မလုပ်ပါဘူး။ကောလည်းတို့ကြောင့်မလို့ဘသူတွေပါပြောပြောတိုင်မယ်တိုင်ပါလေအဲတိုင်လိုက်တဲ့အခါမှာတော့အဲ့ဒီဘူကြီးကဘယ်ဘွားရောက်သွားလဲဆိုချက်ချင်းလငယ်အရှိတန်းကိုပို့ပလိုက်ပါလေ နော်တတ်ထဲမှာလုံးဝမထားတော့ဘူးမင်းရှေ့တန်းသွားတော့ဟုတ်ပြီအမှုရင်ဆိုင်နေရတော့မရင်းချင်းခံလိုက်ရတော့ဗိုလ်ကြီးရဲ့မိမကတော့တက်ပြင်မှာပြီးနေခိုင်းလိုက်ပါပြီတက်ပြင်မှာနေခိုင်းလိုက်ပြီးတော့တိုင်လာတိုင်ချက်ကလည်းပြီးသွားပြီနော်တိုင်ချက်ကတိုင်သားပြီးသွားပြီတိုင်တဲ့ခါမှာတရခံဖြစ်တော့ဗိုလ်ကြီးကျွန်တော်တို့ဒီဌာနခွဲဗိုလ်ကြီးကတော့တက်မှာရှိနေပါလေဖမ်းချုပ်ထားတယ်ဆိုပြီးတရခံအောင်တရခံလို့မထားဘင်းနဲ့ နော်အရာရှိရိတ်တာမှာသူ့မိမနဲ့အေးအေးဆေးဆေးပဲထားပါလေတဲ့နော်အဲ့တော့ဒီတိုင်ချက်တွေအလုံးကိုအခုကြားနာစစ်ဆေးနေတယ်အဲ့တော့ကြားနာစစ်ဆေးတဲ့အခါမှာကြားနာစစ်ဆေးတဲ့အခါမှာဒီပေါ့ဘိုကြီးကသူ့ရဲ့ထွက်ဆိုချက်တွေကိုအဲတည့်ရလို့ပေါ့တည့်ရလို့ဘိုကြီးကအခုရှေ့တန်းရောက်နေတဲ့ကြောင့်မဟုတ်လို့ထွက်ဆိုချက်မှန်သမျှကို ရှေ့တန်းအဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့သူတို့စိတ်แท้ချက်စိတ်แท้ကပါတော့ စီမံတယ်လို့လှုပ်ဖို့ကြံစည်နေတဲ့အတိုင်းအတာရှိပြီးတော့ဒီပေါ့မရင်းချင်းလိုက်တော့ဘူကြီးကနော်ဟိုဒီပြောမရင်းချင်းလို့ပြောလို့မရဘူးဗျာကာမလိန်လည်ပြီးယူလိုက်တဲ့နော်ဘူကြီးကအဲဘူကြီးကအခုခုရှင်ဆိုင်နေရတယ်နော်အဲ့တော့ဝေးရောက်ထွက်ဆိုချက်ဆိုပြီးတော့ဟိုပေါ့ပေါ့ပြပြနဲ့လောက်လိုက်လို့ရှိရင်တော့တရားခံကတော့လွတ်သွားမှာဗျာဒီတရားခံကိုကျွန်တော်တို့ကဆက်လက်လေ့လာကြည့်တဲ့အခါမှာအတရားခံကလည်းနေနေတော့အကောင်မှမဟုတ်ပဲ နော်တရားခန်းနဲ့တော့ကောင်းမို့ဘသူရဲ့သားဖြစ်နေလဲဆိုတဲ့ခါကြတော့နော်အာသူကရဲချုပ်ဟောင်းတယ်နော်ဘူချုပ်တန်းလိုင်ရဲ့တမတ်ဖြစ်နေတယ်ဟောအဲ့တော့ယာရုကလည်းကြီးတယ်ငွေရလည်းရှိပုံရပါတယ်နော်အဲ့တော့ဒီပြဒနာကအခုဖြစ်နေတယ်ခင်ဗျားတို့မယုံလို့ရှိရင်အိုက်တက်မှာစုံစမ်းမှာဖြစ်ရတယ်ဒီသတင်းကိုကျွန်တော်စားပြီးရတဲ့အချိန်မှာအဲကျွန်တော်တော့မှပဲပြောရမှာ ုဂ္ဂိုလ်ကိုပြန်စဉ်းစားရတယ်ငါလူတွေအမုန်းခံနိုင်လားနော်ဟုတ်ပြီအမှန်တရားတော့ငါအမုန်းခံဖို့လည်းဝင်မလေဘူးခင်ဗျားတို့ချစ်ချင်းမုန်းခြင်းပေါ်မှာကျွန်တော်စိတ်ဝင်စားတာမဟုတ်ဘူးကျွန်တော်ရဲ့အလုပ်ကကြောက်ပြောပြရပဲဒီနီပိန်ဒေါ်လာရေးမှလည်းခင်ဗျားတို့ဒီအစိမ့်နေနော်ဒီမျိုးသားမိုင်းနဲ့ကြုံရက်တီတာကခင်ဗျားတို့နဲ့ပတ်သက်ခြင်းတော့မဟုတ်ဘူးမတရားတာမြင်လို့ခင်ဗျားတို့ဘက်ကရက်တီတာဖြစ်သလိုတက်မလို့နဲ့ရက်တီတာလည်းဒီလိုမျိုးမတရားမှုကိုမြင်လို့ရက်တီတာဖြစ်တယ်အခုလည်းတက်မလို့မှလည်းမတရားမှုရှိနေများကာလာပတ်လို့ကျွန်တော်တိုက်ပွဲလို့ဖြစ်တယ် ခုဒီတိုက်ပွဲမှာလည်းကျွန်တော်ချက်ချင်းမုံညင်းတွေကျွန်တော်ကူဆိုင်နေမှာမဟုတ်ပါဘူးခုပြောစရာရှိတော့ခုကျွန်တော်ပြောပြပြီးသားပြီအဲ့တော့သူ့ရဲ့သားသူ့ရဲ့သမတ်ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့အဲတော်တော်လေးကိုဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒီသတင်းရရှိတဲ့အချိန်မှာကျွန်တော်ဒီပြူဝေလျှောက်ကြိုးစားတယ်ဒီပြူကြိုးစားတော့လည်းပဲအဲတက်အချိန်နဲ့အချိန်နဲ့အချိန်နဲ့အားလုံးကိုကျွန်တော်လိုက်စုံစမ်းကြည့်ပါသေးတယ်တတော်ကြီးကိုတေချာကျွန်တော်ဘက်ကတေချာလောက်ပြီးလောက်ပြောလို့ရလောက်တဲ့အချိန်နေနိဗာတိရောက်မှာကျွန်တော်နေနေဒီလိုသတင်းတွေကိုကျွန်တော်ပြောပါတယ်အဲ့တော့ ဒီကိစ္စဟာဆက်လက်ဆုံးခန်းတဲ့အခါမှာလုံးဝသတင်းဖုံးလာတာတွေသွားတွေ့ရတယ်နော်သတင်းဖုံးလာတာတွေအဲ့တော့ဒီကိစ္စကိုခင်ဗျားတို့အဲကျူးလွန်ခံရသူဒီလင်မယားနှစ်ယောက်ဘက်ကမမမမရက်တီပေးဖို့တော့ကျွန်တော် တို့မှတောင်းဝန်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရက်တီပါတယ်သိရှိစေအောင်လဲတိုင်းဒီပြည်တီတော့ပြောပါပြီဗျာနော်အဲ့တော့အဲ့ဒီတော့ချမ်းမလို့အာကျွန်တော်တို့ဒီ ဒီကိစ္စကိုတည်တည်ချာချာလေ့လာပေးပါမျိုးဟိုအနိုင်ချင်းခံဒီလေများနေရကမျက်နှာမွေးဖြစ်ပြီးအနိုင်ချင်းခံပြီးတော့အာနာတွေပါဝါတွေနဲ့ဝိုင်းပြီးတော့ဖိနေတဲ့အတွက်ကြောင့်အမျိုးသမီးလေးခင်ဗျာမအခုတိတ်မကြခင်မှာပါနော်အဲစစ်ချက်တွေထိုက်ယူမကောင်မလေးကတော့အခုတက်ပြင်မှာနေနေရပါပြီနော်အမျိုးသားကတော့ရှည်တန်းထွက်နေရတယ်နောက်မှကြံခဲ့တဲ့ဒီတရားခံကတော့တက်ထဲမှာအေးအေးဆေးဆေးပဲအမှုစစ်အမှုအမှုတွေတဲ့ဒီတရားခံနဲ့တော့မတူပါဘူးနော် အေးစစ်နေနေရတဲ့ပုံစံမျိုးတွေတည်းရှိနေပြီအဲ့တော့ခင်ဗျားတို့ဒီကိစ္စကိုဘလို့ဆောင်ရမှာလဲကျွန်တော်ကတော့မျော်လင့်နေကျွန်တော်တို့လိုမျိုးနှလုံးသားရှိသောစစ်ဘုတ်ချုပ်တွေအမှန်တရားကိုချစ်တော့စစ်တီတွေကျွန်တော်တို့မျော်လင့်ပါတယ်နော်အဲ့တော့ကျွန်တော်တို့လည်းကျွန်တော်တို့တော့မှဒါမျိုးနေပြောရင်ခင်ဗျားတို့စစ်သားချင်းတွေတည်းရပို့ပြီးတော့ဂိမ်းဆိုင်တင်ဘူးလားဟုတ်ဗျာနော်ဟုတ်ပါပြီကဲဟုတ်ပြီအဲ့တော့တိတ်ကောင်းပါလေကြော်ဝင်းနဲ့လေးစားပါခြင်းကျေးဇူးအများကြီးတင်ပါတယ်နော်ဟုတ်ပြီ ဲ့တော့အမင်္ဂလာပါတဲ့ရေရင်သိမင်္ဂလာပါနော်ဒီလိုစိတ်တမျိုးလေးစားပါလေကိုမောင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကဲဟုတ်ပြီမြောင်းနဲ့တကူအစကားပြောဖို့အချိန်ကရောက်လာပြီပဲနော်မတရားတဲ့ဟုတ်မတရားတဲ့အခြေအနေတွေအားလုံးကိုကျွန်တော်အနေနဲ့မျက်နှာပြောပြသွားမှာပါနော်အဲ့တော့အချိုးတွေပြင်ကြပါနော်အချိုးတွေပြင်ကြပါစစ်တပ်ကိုစစ်တီတွေချစ်ဖို့ကြိုးရင်ကြိုးစားပါနော်ကိုစစ်တပ်ထဲမှာရှိနေတဲ့စစ်တီတွေကကိုယ့်ရဲ့အတွက်ရွှေပဲ သူတို့တွေရှိနေရင်တော့မှတက်ကသူတို့တွေအားလုံးပေါ့နော်တရားရာခင်တို့တိုက်ပြချင်းနေတဲ့များကာလပတ်လုံးခမရတို့လုံးဝစစ်တက်ကပြုံးမကြအောင်အဲ့တော့ခမရတို့သူတို့ချက်အောင်လည်းနေတအောင်ကြိုးစားပါအခုဖြစ်ရမှာဆိုတော့ကြည့်လို့ရောက်40ကျော်အခုချိန်ကြီးစေးရုံမရောက်သေးဘူးနော်ဒဏ်ရာရတဲ့သူတို့တော့မှပဲနော်စေးရုံမပုတ်စေးရုံမှာစေးမကုစီမင်းနဲ့တန်လုံထုံးလုံးနီးဟိုကျင်းနှန်းရဲ့လုံထုံးလုံးနီးရဆိုရင်စေးကုပေးရမယ်ဘယ်မှာကုရမလဲကျွန်တော်တို့ဒီ ဆေးရုံမှာကုပေးရမယ်အစားစစ်တပ်စစ်သားတွေကိုမသေးမချင်းမပြောတာတေလူမျိုးပါဖြစ်အောင်အဲ့ဒီမှာထားတယ်ဘလို့လူမျိုးတွေမှာဆေးကန်းပုတ်ပေးလဲဆေးရုံပုတ်ပေးတယ်ဆိုလို့ရှိရင်တဲ့တေကန်နီတေကန်နီစစ်တီတွေစစ်သားတွေကိုပဲလေအာဆေးကန်းဆေးရုံပုတ်ပေးပါတယ်တဲ့နော်အခုတေကန်နီမဟုတ်သေးတဲ့အတွက်ကြောင့်မင်းတို့တေကန်နီတဲ့အချိန်ထိမင်းတို့စောင့်အောင်ဆိုတဲ့ပုံစံမျိုးဖြစ်နေဒီအယောက်၄၀ကျော်နော် ေကန်ကြီးတေကန်ကြီးချိန်ကြီးဆောင်းဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့အခုအကြဆုံးစစ်တီတွေရဲ့ရဲမေတွေပေါ့ဒီရဲမေတွေကိုခင်ဗျားတို့စီယုံစမ်းပါနော်ဒီရဲမေတွေမှာလေခင်ဗျားတို့တနက်လည်းပြတ်တက်တယ်လက်နက်ကြီးလည်းပြတ်တက်တယ်နော်ခင်ဗျားတို့ဒီပြပကလည်းသွားပြီးတော့စစ်သားလေးပတ်စာလေးဆွေးနေတာအဲ့ပတ်စာလေးဒီရဲမေတွေတော့တတ်တိမရှိဘူးတတ်တိရှိတဲ့စစ်တီတွေရှိတာတော်တော်များများပေါ့နော်တော်တော်များများတတ်တိမရှိတာခင်ဗျားတို့တွေ့ရမယ်ဒီရဲမေတွေက ဟိုဘယ်လိုလဲစစ်ထဲမှာစစ်ထမင်းစစ်ဟင်းစားပြီးတော့နော်စစ်တပ်ကထမင်းစားပြီးတော့စစ်သားစိတ်တဲ့ဝင်နေရတူတယ်သူတို့မျိုးသားတွေဆုံးသွားတဲ့အခါမှာကြာဆုံးသွားတဲ့အခါမှာတော့သူတို့တွေဒီမှာထွက်နေနေရပြီမဒီရဲမေတွေကအကုန်လောက်တက်တယ်ပင်ပန်းခံနိုင်တယ်နော်ပြီးလို့ရှိရင်တနက်ကောင်းကောင်းပြတ်တက်တယ်တနက်ပြတ်တက်ရုံမကောင်းလက်နက်ကြီးတွေပါကောင်းကောင်းပြတ်တက်တယ်လက်နက်ကြီးဆိုတာပြစ်ချင်ပြစ်လို့ရတာမဟုတ်ဘူးဒီရဲမေတွေအကုန်လုံးရအောင်အဲ့တော့ခင်ဗျားတို့ဒီစစ်တပ်အတိုင်းဝိုင်းပဲ့ထွက်နေတဲ့ စစ်တီတွေနဲ့ဒီစစ်မှုထမ်းဟောင်းတွေနဲ့အကုန်လုံးကိုပဲခင်ဗျားတို့စီယုံကြည့်ပါအောင်နော်စီယုံနိုင်ရင်တော့မှပဲခင်ဗျားတို့တက်တာတော်တော်အင်အားတွေပြန်ကောင်းလာမှာဖြစ်တယ်နော်အရာရှိမှုတွေအဲ့လောက်အခွင့်အရေးရနေတာတဲ့အခြားဆင်းဆိုရင်တဲ့သူတို့လက်ခုပ်ထဲကရေးပဲတဲ့မင်္ဂလာပါကိုမောင်နဲ့မင်္ဂလာပါနော်အမှန်တရားကိုပြောပြရကျေးဇူးတင်ပါဟုတ်ကဲ့ပါကိုမောင်ပြောတာမှန်ပါတယ်ဗမောပြဖြစ်သွားပြီမင်းတို့လည်းစိတ်ထဲခံဖြစ်နေလားပြောမနေနော်ဗမောကအေးအေးဆေးဆေးပဲ ာမောနဲ့ပတ်သက်ပြီးတော့ပြောစရာရှိတယ်ပြောစရာရှိတဲ့အခါမင်းတို့ပါတော့ညာလဲပဲကျွန်တော်အဲကိုယ့်လုံမဟုတ်လို့မပြောတာတွေရောရှိတာပေါ့ဗျကိုယ့်လုံမဟုတ်တော့ကိစ္စတိုင်းလည်းကျွန်တော်ဝင်ပါကျွန်တော်အခုဆိုရင်ဒါမတရားမှုမို့လို့ဆိုတော့ကျွန်တော်ဝင်ပါလာပါနော်မတရားမှုဆိုတာဒီဟိုလင်မယားနှစ်ယောက်ကရာရှိလင်မယားနှစ်ယောက်ကအနိုင်ချင်းခံရတဲ့အခါကျတော့သူတို့ဘက်ကနေပြီးတော့ဘယ်သူမှပြောမှန်းသူမရှိတဲ့အကြောင်းကိုကျွန်တော်ဝင်ပြောပေးတာပါနော်အဲ့တော့ အဲတခြားဟာတခြားပေါ့တခြားကိစ္စတွေရှိတယ်ဒါပေမဲ့ဒီလူမေးကိစ္စတွေကျွန်တော်ဝင်ပါကြမှာမဟုတ်ကြနော်ပြောလို့ပြောချင်မအောင်အဲ့လောက်ဆိုလို့ရှိရင်လည်းခင်ဗျားတို့အဲ့မှာတက်မှာဖြစ်ပြနေတဲ့ကိစ္စပေါ့နော်အဲကျွန်တော်မပြောတာပဲရှိတယ်ဆိုတော့သိစေချင်တာပါနော်ကြောက်ဖြူအခြေအနေဘယ်လိုလဲတဲ့ဟုတ်ပြီကြောက်ဖြူအခြေအနေပြောပြမယ်နော်ကြောက်ဖြူကအခြေအနေတင့်ပါတယ်နော်မင်းတက်တောင်ကအဲနောက်ဆုတ်ပေးလိုက်ရပြင်မယ်အခုမင်းတက်တောင် ဟိုနောက်မဆုတ်ပဲနဲ့အခုတက်ကပြန်ပြီးတော့အဲပြန်တိုက်ယူနေရာရှိရယ်ပြန်တိုက်ယူနေတဲ့အတွက်ကြောင့်မလို့အေအေဘက်ကလည်းအခုဆိုလို့ရှိရင်ဆွဆွဲတာရှိတယ်ပေါ့နော်အာတရုတ်ကနေပြီးတော့တရုတ် drone တပ်ဖွဲ့ဝင်တွေကကူညီပေးနေလို့သူတို့အေအေတွေအခုပိုးစုပတ်သက်သေးနေပါလေဆိုတဲ့ပုံစံမျိုးတွေအထိအေအေဘက်ကငင်းညူနေရာကြီးသွားတွေ့ရတယ်နော်ဒါပေမဲ့လည်းတိုက်ပွဲတော့ကျန်နေပါလေနော်တော်တော်ကျန်နေတယ်ကျန်သေးလေးရောက်လဲအထက်ရရှိအဆင်အဆင်များဒီကြောက်ဖြစ်နေပတ်သက်ပြီးတော့ တော်ဂီးဆိုင်ပါတယ်ခင်ဗျာနော်အဲ့တော့လည်းကျွန်တော်တို့တလေးတစားကျွန်တော်တွေ့ရတယ်ကြောက်ပြီးတော့မကြစီခြင်းတကြောင်မို့သူတို့တော်တော်ဂီးဆိုင်တယ်ဂီးဆိုင်တဲ့ကြောင်မို့လို့အမ်တေချာဆောင်ရသူတို့ဘက်ကသတင်းတွေအချက်လက်တွေနဲ့ဒီအေအေဘက်ကကျွန်တော်ကျွန်တော်ရဲ့ဒီဟိုဟောမစစီသတင်းမြစ်တွေအကုန်လုံးပေါ်မှာခြေခံပြီးပြောရမယ်ဆိုလို့ရှိရင်တော့အဲတော်တော်လေးကို တိုက်ပွဲကတော့မိညကျန်းနေတာပါနော်တရင်တဲ့ကိုလည်းဒီပေါ့အခုသူတို့ရအောင်တိုက်နေတဲ့ရဲတရင်တဲ့ကိုလည်းလက်နက်ကြီးတွေ ပြစ်ထည့်နေရရှိတယ်။တခါတတိယဖန်ရံကဆိုသလိုလာကြပါတယ်ခင်ဗျာနော်။အဲ့တော့တိုက်ပွဲချမ်းနေလို့ပြောမှာတိုက်ကြောက်ပြူနေတဲ့အခုချိန်ထိကတော့ရေခဲလို့ပြောလို့ရပါတယ်။ဆိုတော့ကျွန်တော်ကရေခဲဆိုတာကလေကျွန်တော်ရေခဲဆိုခင်ဗျားတို့ကလည်းပေါက်ရထည့်အောင်မှာအဲကာဂင်းနောက်ဆုံးအပိုင်းမှာအဲ့ကာဂင်းကိုပြန်တက်ရဆိုတာအဲ့တော့ကာဂင်းမှာနေမယ်ခြာလက်ပဲရမ်းနေတဲ့ပုံစံပဲအဆင်နဲ့ရှိပါသေးတယ်လို့ပြောအောင်ပါနော်မင်္ဂလာပါ